ပဲ့ရတနာကြီးလိုက်မင်းကြီးကဆောလိုမင်းမျက်တော်မူ၍ရေစိမ်ချွေရန်တို့ကိုတင်းယူသောအခါဘိုးတော်တယောက်ထီးမြင်းကြောင်းရာအိပ်ပျော်သလိုငကားလူလင်တယောက်လာ၍စောင့်လေ၏ထိုအရက်ကိုလည်းငကယုံဖျားတီတော်မူ၏အပေရနာဟုခေါ်သောအရက်ကိုလည်းခုတလုံးတီတော်မူ၍အပေရတနာဟုတွင်၏မန္တမဟာရာဇဝင်တော်ကြီးရှေးဟောင်းမြမရာဇဝင်တမိုင်းကျမ်းများ၏အဆိုအရပကံပြေရှိငကယုံဖျားနှင့်အပေရတနာဖျားသည်ဇော်လူ၏ရန်ကြောင့်တိန်ချောင်ထွက်ပြေးနေရသောကျန်စစ်သားမင်းကြီး၏ အနိုင်ဆိုင်ဘဝနဲ့ဆက်ဆက်မှုရှိနေသည်အပေရတနာ၏မဲတော်ဇန်စသားမင်းကြီးမိဖုရားလေးပါအနက်ချွေအိမ်တဲ၏မဲတော်ပေရတနာမိဖုရား၏အမိကိုယူ၍ဘွဲနာမတော်တထားသောဖုရားဖြစ်သည်အပေရတနာဖုရားကိုအမဲရတနာအဖေရတနာနတ်ကြီးဖုရားဟု၍လည်းခေါ်ကြသေးသည်ဇာလုမင်းရန်ကြောင့်တင်းရှောင်ထွက်ပြေးနေခြင်းကျက်ဆက်သားသည်ယခုနခယုံဖျားတည်ရှိသောနေရာ၌ပုံအောင်နေလေရှိသည်ထိုအခါအပေရတနာမိဖုရားသည်ထိုနေရာသို့တိတိစိတ်လာရောက်၍တွေ့ဆုံလေရှိသည် ။တစ်ချိန်တွင်ဒိုနီယာ၌ကျန်စစ်သားအိပ်ပျော်နေစဉ်ငကားကြီးတကောင်ကကျန်စစ်သားကိုပေါ်တွင်ယုံမိုးထားသည်ကျန်စစ်သားနှင့်တွေ့ဆုံရန်လာသောအပေယတနာသည်ကျန်စစ်သားကိုပေါ်၌ငကားကြီးမိုးထားသည်ကိုတွေ့ရသောအခါထိတ်လန့်ကြောက်ရွံ့ပြီးထွက်ပြေးသည်။ငကားယုံနေခြင်းထိတ်အမှတ်ဖြစ်၎င်းပေရနာမီပြားလာရောက်တွေ့ဆုံခြင်းထိမ့်မှတ်ဖြစ်၎င်းတီထားသောဖျားများဖြစ်၍ငရေယုံဖျားဟူ၍၎င်းပေရနာဖျားဟူ၍၎င်းမိတွင်နေခြင်းဖြစ်၏ဟူ၍ဆိုယိုးစကားရှိသည် မန္တန်ရာဇဝင်၌ရေးသားဖော်ပြထားသည့်အပေယတနာဟုသောအရက်ကိုလည်းဟူတလုံးတည်တော်မူ၍အပေယတနာဟုတွင်ဤဟူသောစကားအရာမူအပေယတနာအရက်၌တည်ထားသောကြောင့်အပေယတနာမြည်တွင်နေသလိုလိုထင်ရပြန်သည်ငါတွင်တမိုင်းတုတေဒီတို့သည်အစုံတစ်ခုသောအဖြစ်အပျက်သို့မဟုတ်အကြောင်းအရာကိုအစဉ်စကားတဆင့်ပြောကြားခြင်းအရာလက်ခံလေးမရှိကြသောစာမင်စာတို့ဖြင့်မှတ်တမ်းတင်ထားခြင်းများကိုတွေးမှသာလျှင်ခိုင်မာဖြင့်တတ်မှတ်ဆုံးဖြတ်ကြသည် ဘယ်ယရနာဖယားနှင့်ပတ်သက်၍ကျန်ချက်သားမင်းကြီးနှင့်မိဖုရားအပေယရနာတို့ရေးထိုးထားသောကြောက်စာသို့မဟုတ်နှင်းစာတစ်ခုမှမတွေ့ရပေ။ဘုရားတွင်ဒုတိယအင်းဝါခေလောက်ကရေးထိုးမှတ်တမ်းတင်ထားသည်ဟုခမန်းရသောနှင်းစာတစ်ခုကိုဘယ်ယရနာဖယားကန္နာကိုရီတိုက်ဝင်းဝလက်ရဘတ်နိုင်ရန်၌တွေ့ရသည်။ရင်းမှင်စာ၌ဘယ်ယရနာဖယားကိုခီလိုင်ရှင်မင်းကြီးနှင့်ပေယရနာမိဖုရားတို့၏ကောင်းမှုတော်ဟုဆိုထားသည်။ ်မင်းမင်းစားကိုထောက်၍ဘေယတနာဖျားကိုကျန်စစ်သားမင်းကြီးနှင့်ဘေယတနာမိဖျားတို့တည်သည်ဟုတမိုင်းသူတေတီတို့ကယူဆကြသည် ထို့ပြင်ဘေယတနာဖျား၏ရှေးဘက်ကန့်လျက်ရှိသောတတ်တော်ရအမည်ရှိနိုင်ကူဇေဒီအာယုံခံမြောက်ဖန်နယံအတွင်းဘက်၌လည်းမင်းစားတစ်ခုရှိသည်ယင်းမင်းစား၏ဆိုလိုရင်းအထိပ္ပယ်မှာဘေယတနာမိဖျားသည်ကြည်လာရှင်မင်းကြီးထံစားတော်လာဖို့သောအခါကြည်လာရှင်မင်းကြီးကိုပေါ်တွင်၎င်းအုံမိုးနေသည်ကိုတွေ့ရ၍ထိတ်လန့်ကြောက်ရွံ့သောကြောင့်ဖက်ပြေးသွားပြီးလင် ဝေဂျေရနာဖျားတည်ရှိမိနေရ၌သီလရှင်မင်းကြီးကိုကြည်နေသည်မင်းကြီးကမေးမြန်းသောအခါမိဖုရားကအကျိုးအကြောင်းကိုပြောပြသည်ထိုအခါမင်းကြီးကမတော်မောင်နှံကုသိုလ်ကောင်းမှုပြုမည်ဟုဒိတ်ထန်သည်မင်းကြီးကိုငကားအုံမိုးသောအနေရ၌လည်းငကယုံဖျားတည်သည်ဟူ၍ဖြစ်သည်ဝိမေသာများ၏ဆိုအရငကယုံဖျားနှင့်ဘေဂျေရနာဖျားကိုကျန်စသားမင်းကြီးတည်သည်ဟုဆိုနိုင်သည်ဗကံဖျားများတဲ့တွင်ထင်ရှားသောဖျားတစ်စုဖြစ်သည့်ဘေဂျေရနာဖျားသည် ပကန်၆ကားလန်းနှင့်တရားဝိမြင့်အကြား၌တည်ရှိနေသည်ဘေဂျရနာလှန်ကူဖျားဤအခြေခံပဏ္ဏမှာ၄000ဆက်ဆက်ဖြစ်ပြီးမြောက်ဖက်မုတ်လှဲ့ထားသည်အပြင်ဘက်ကအာယုံခံတစောင်းသည်မြောက်ဖက်မျက်နှာမူထားသည်ထက်တက်သွားသောစေတီတွင်ပစ္စယ၃ဆင့်ရှိသည်ပစ္စယ၃ဆင့်အထက်၌အုတ်ရိုးဖနက်ခံ၍ခေါင်းလောင်းပုံတက်သွားသည်ခေါင်းလောင်းအထက်၌ဘရေဒီပုံခံလျက်ထီးအုပ်ဆောင်းထားသည်နှင့်တစ်ထပ်ပြီးတစ်ထပ်ရှူးတက်သွားသောအုတ်ရိုးတိုင်ရှိသည် ဘူဖျားအတွင်းသို့မြောက်ဖက်အာယုံခံတစောင်းမှဝင်ရသည်။အာယုံခံအတွင်း၌ဝန်ဘာသာဖြင့်ဇတ်တော်၏အမည်နာမကိုဖော်ပြထားသောမာယ50ဇန်နိဘတ်ပကြီးစေရေရုပ်ပုံများကိုတွေ့ရသည်။အကြီးပုံများမှာမှေးမိန်နေကြပြီ။ဒိုင်ကူ၏အလဲ၌ထက်ဝဲဖွဲ့ခွဲထိုင်နေတော်မူသောဗုဒ္ဓရုပ်ဝါတော်တစ်စုရှိသည်။ဂန္ဓာကူရီတ၏အရှိတ်နှင့်နောက်ဖက်နံရံများ၌လိုင်ကူကလေး၃ခုစီရှိသည်။ထိုလိုင်ကူကလေးများထဲတွင်တဲကြောက်ဖြင့်ချုပ်လုပ်ထားသောကြောက်စင်းတူတစ်စုစီရှိသည်။ နိုင်ငံတွင်းရှိနိုင်ငံများတွင်နေရာအနှံ့အပြားပကြီးစေးရေးပုံများရှိသည်ဘေယရနာဖျားအတွင်းကပကြီးပုံများသည်ထိုခေတ်ပကံပြင်းဤဘာသာရေးရှုခင်းကိုမိမောင်းထိုးပြနေတဲ့ကဲ့သို့ထင်ရသည်ထိုပကြီးပုံများတဲ့တွင်ထေရဝါဒပါဏိပိဋကကျမ်းစာ၌ပါရှိသောအကြောင်းအရာများကိုရုပ်ဖော်ထားသောပကြီးပုံများပါရှိတဲ့ကဲ့သို့ပင်မဟာယနနှင့်ဟိန္ဒူဘာသာများတဲ့ကနတ်ဖျားများပုံကိုရေးဆွဲထားသောပကြီးပုံများလည်းပါသည် ်အစသားမင်းကြီးလက်ထံပကံပြင်း၌ထွန်ကားပြန်ပွားနေသောဗုဒ္ဓဘာသာမှအထူးအဖြစ်ထေရဝါဒဗုဒ္ဓဘာသာဖြစ်တော်လဲထိုအချိန်ကပကံပြင်း၌မဟာယာနဗုဒ္ဓဘာသာခိုင်းလဲလုံလုံညာလျာပျောက်ွယ်မသွားပေမဟာယာနခိုင်း၏ဆွဲပွားဖြစ်သောတန္တရခိုင်းလဲရှိနေသည်ရေကြီးခိုင်းမှာတန္တရခိုင်း၏အလွယ်ဖြစ်သည်ဟုပင်တချို့ကဆိုကြသည်ဟိန္ဒူဘာသာသို့မဟုတ်ယမနဘာသာလဲဂျိုကြားဂျိုကြားရှိနေသည် အဝိနန်းတော်၌ကျင်းပပြုလုပ်လေရှိသောမင်းခမ်းမင်းနာများ၌ခန္ဓာအစီအစဉ်ကိုဥဆောင်နေကြသူများမှာပုံနာခေါ်ဗိမနများဖြစ်ကြသည်။ဘဝပြည့်ရှိဇေဒီပထိုလ်ဖျားကူเจ้าများအနက်ဟိန္ဒူနတ်ဖျားယုတ်တူများကိုတီးတန့်ကိုးကွယ်ထားသောနတ်လောင်เจ้าခေါ်ဟိန္ဒူဖျားเจ้าတစ်เจ้าပင်ယခုခေတ်ထိရှိနေသေးသည်။ထို့ကြောင့်ဘဝပြည့်ရှိအချို့ဂူဖျားများ၌ဘုရားဘာသာပတိပုံများနှင့်ဟိန္ဒူနတ်ဖျားပုံများလည်းပါရှိနေသည်ကိုတွေ့ရသည်။ ရင်းတို့ဘာသာတရား၃ခုမှာပကြီးပုံများရှိသည့်ဇေဒီပထိုးများအနက်ဘေဂျရနာဖျားသည့်ထူးခြားဆုံးဖြစ်သည်ဘေဂျရနာတွင်ရင်းကဲ့သို့သောပုံများကိုအရေးအတွက်အများဆုံးတွေ့မြင်ရသည်လန်ကူတွင်ဇင်းကြံပတ်လက်အပြင်ဘက်နန်ယံအတွင်းရှိပကြီးစေးရေးပုံများထဲတွင်အာဝလောကိတေထရခောလောကနာထလောကနတ်ဖျားအလောင်းပုံပါသည်လောကနာထသည်မဟာယာနဗုဒ္ဓဘာသာ၌ထင်ရှားသောဗောဓိတတ္တနတ်တစ်ပါးဖြစ်သည် ရင်ကျန်အတွင်း၌ပင်တွေ့ရသောမဟာယနဗုဒ္ဓဘာသာ၏အခြားနတ်သမီးတစ်ပါး၏ပုံမှာတရဒေဝီဖြစ်သည်။ပတိလက်ကောက်လက်ကျက်နှောင်းများကိုဝတ်ဆင်လျက်ဘဝကိုဆွလွဲ့ဖြစ်တိုင်းထားသည်။လက်နှစ်ဖက်ကိုရင်တွင်အပ်ပြီးလေဂျာယုဂျာတန်ဖြစ်ရရပခုံးပြင်ပန်းမှအပေါ်တက်သွားသောဂျာပွင့်ဂျာဟုကိုကင်လျက်တရားဟောနေပုံဖြစ်သည်။အခြားပုံစံတစ်မျိုးမှာတရဒေဝီပကြီစေးရင်ပုံများကိုလည်းတွေ့ရသည်။တောင်ပိုင်းနိုင်ငံ၌လက်နှစ်ဖက်ဖြင့်မွေတစ်ဖက်တစ်ကောင်စီကင်ထားသောနတ်သမီးပုံတစ်ပုံကိုတွေ့ရသည်။ စရဖူနဒောင်းလက်ကောက်လက်ကျက် ခြေချင်းများကိုဝတ်ဆင်ထားသည်ရင်းပုံမှာဇဂုလိတာရဏသမီးပုံဖြစ်သည်ဟုခံမှန်းကြသည်ဇဂုလိတာရဏသမီးသည်ငွေကိုနိုင်သည်မဟာယနတန္တရခိုင်းလိုရဇဂုလိနတ်သမီးသည်မျက်စွာဖျားလက်ထက်တော်အခါကပင်ရှိသည်ဟုသိရသည်ဝေယတနာဖျားအတွင်၌မိမိကျင်းအားဒေဝီတတိနတ်သမီးအလောင်းကိုပို့ထားသောဒီဝခေါ်မဟေတနနတ်မင်း၏ပုံကို၎င်းဒါရက်လိုက်ဆံများစက်စားရာဒေါနာကြီးတစ်ခုအတွင်းရှိဂူဝတွင် ရင်းမြခွေထိုင်နေသောကာလီဒေဝီနတ်သမီးပုံကို၎င်းဝေဒနိုး၏အဝန္ဒရ၉ပါးသို့မဟုတ်၁၀ပါးတွင်တပါးအပါအဝင်ဖြစ်သောဝါကောင်းနှင့်လူကိုပုံကို၎င်း၊ရှင်ကောင်းနှင့်လူကိုခေါ်မဟာပိန်းနှင့်နတ်ပုံကို၎င်းတွေ့ရသည်။ရင်းပုံများမှာဟိန္ဒူဘာသာနတ်ဖျားများ၏ပုံဖြစ်သည်။ထို့ပြင်အခြားဟိန္ဒူဘာသာနတ်များ၏ပုံကိုလည်းပေယရနာဖျား၌တွေ့ရသည်။ရေမဟာယာနပုံများနှင့်အိန္ဒုဘာသာပကြီးစေးရေးပုံများသည်ဒေရဝါဒဗုဒ္ဓဘာသာဇန်နိဘတ်ပုံများနှင့်အတူတကွ ဘေဂျရနာဖျား၌တွေ့မြင်ရသောဗကန်ခေအမှုပညာရှင်များ၏အမှုပညာလက်ရာများဖြစ်သည်ဘေယာရင်ဘေဂျရနာဖျားတွင်ရှိယင်းဘာသာတရား၃ခု၏အကြီးစေးရေးပုံများသည်ရာသီဥတုဒဏ်ကိုခံရသောကြောင့်၎င်းခြေပေးစစ်တံကိုခံရသောကြောင့်၎င်းဘလွဲစပင်ကောင်းသူများ၏ထုံတံကိုခံရသောကြောင့်၎င်းပေးမိန်ယူရင်းနေကြပြီတောက်တောက်ပပပီပီပြင်းပြင်းမရှိကြတော့ပေထိုကြတဲ့အလင်းရောင်ကအားနေနေသည်ဖြစ်၍မျက်စိဖြဲကြည့်ပါမှရေးရေးလောက်သာမြင်ရတော့သည် ကန်ခီးတဲ့ရောက်သွားချိန်တိုင်းပေယတနာဖျားတဲ့တွင်ရက်စစ်မီးသီးများတက်ဆင်နေသည်ကိုတွေ့ရသည်။ပကန်ခီးတဲ့ဒီပင်ရက်စစ်မီးကြိုးများကိုဖျက်ကျော်သွားကြသည်။တွေ့ရတွင်ရက်စစ်မီးတက်ဆင်စေဖြစ်နေ၍ပကန်ခီးတဲ့ဒီပေယတနာ၏ပကြီးဆေးရည်ပုံများကိုရက်စစ်မီးရောက်အောက်တွင်မမြင်မတွေ့ခဲ့ရပေ။ပကန်ခီးတဲ့ဒီပေယတနာမှပြန်လည်ထွက်ခွာလာခဲ့သည်။ပေယတနာဖျားနှင့်ပေယတနာဖျားအတွင်းကပကြီးဆေးရည်ပုံများသည်နောက်ခတ်၌ကြံရင်ခဲ့ကြသည်။ တို့ရတွင်ပေဇဒနာဖျားနှင့်ပေဇဒနာဖျားတို့ကပကြည်စေးရီပုံများကပေးသောကျန်စက်သား၏ဘဝတစ်စိတ်တစ်ပိုင်းနှင့်၎င်းဗန်ခေဘာသာ၏အခြေအနေနှင့်၎င်းပတ်သက်သောအသည့်အမြင်မှမူဗန်ခီးတယ်နှင့်တပါးတည်းပါလာသည်